မဖူးပွင့်အေးလို့အမည်ရှိတဲ့ငါးနှစ်အရွယ်တမိငယ်လေးကိုလက်သီးနဲ့ထိုးတာ ရင်ွေးဘူးနဲ့လောင်းကာနှိပ်စက်တာတွေအပါဝင် အာတမပြုကျင့်တက်ဖြတ်ခဲ့ကြတဲ့မွေးစားမိဘဆိုသူတွေကိုတောင်ငူခရိုင်တရားရုံးကဒီကနေ့ဂျွန်လ28ရက်နေ့မှာလွေရမရှိထောင်နန်တသက်အပါဝင်ပြစ်ဒဏ်အသီးသီးချမှတ်လိုက်တယ်လို့သိရပါတယ်ဒီသတင်းကြောင်းရလေးကိုမတင်ဆက်ခင်မှာ နေဂျီဒစ်မီဒီယာကို subscribe နဲ့ like လေးလုပ်ပေးဖို့မေတ္တာရက်ခံပါစေ။ငါနဲ့အရွယ်သမီးငယ်လေးရဲ့မွေးစားမိဘတွေဖြစ်တဲ့တရခန်တင်စော်ဝင်းနဲ့ဇနီးဖြစ်သူပူပူချစ်တို့ဟာဘကိုးတိုင်းအုပ်တွင်းမြို့နယ်ထဲမှာရှိတဲ့ပေါတော်ကြီးရအုပ်စုအတွင်းမှာနေထိုင်ကြသူတွေဖြစ်တယ်လို့သိရပါတယ်။ပြီးခဲ့တဲ့2023ခုနှစ်အတွင်းမှာအဲ့ဒီငါနဲ့အရွယ်သမီးငယ်လေးရဲ့မိဘအရင်းဖြစ်သူတွေဟာ အိမ်အောင်ပြုတ်ခွဲပြီးတဲ့နောက်ဖခင်အရင်ဖြစ်သူကငွေကြေးရေးအစဉ်ပြေတဲ့တရားရဲနေထိုင်သူ တင်စော်ဝင်းနဲ့ပူပူချစ်တို့ထံတမိငယ်လေးကို အမွေစားအမွေခံအနေနဲ့ပေးအပ်လိုက်တာ ဖြစ်တယ်လို့သိရပါတယ်။အဲဒီလိုမွေစားပြီးတဲ့နောက်ငါးနှစ်အရွယ်တမိငယ်လေးဟာ2024ခုနှစ်စက်တင်ဘာလပထမပတ်အတွင်းမှာတောင်ဝူစေယုံမှာတုံးရကြစေကူတာမှုခံယူခဲ့ရတယ်လို့သိရပါတယ်။ အဲ့ဒီလိုစေကုသမှုခံယူတာကိုသိရှိခဲ့ရတဲ့အဖိုးဖြစ်သူဟာတမင်းငယ်လေးကိုပြန်လဲခေါ်ယူမင်းမျက်နာတွေပြုလုပ်တဲ့အချိန်မှာတော့တမင်းငယ်လေးဟာနှိမ့်ဆက်ထားတဲ့ဒဏ်ရာတွေနဲ့ခန္ဓာကိုယ်အနှံ့ရှိနေတာကို တွေ့ခဲ့ရတယ်လို့ဒီတကံကြီးကဆိုကြပါတယ်။ငါးနှစ်ရွယ်တမင်းငယ်လေးရဲ့ခန္ဓာကိုယ်အနှံ့မှာရှိနေတဲ့ဒဏ်ရာတွေဟာမွေးစားမိဘတွေဖြစ်တဲ့တင်ဇော်ဝင်းနဲ့ပူပူချစ်တို့ကနှိမ့်ဆက်ထားတာဖြစ်တယ်လို့ အဖိုးဖြစ်သူကိုဖွင့်ဟပြောဆိုထားတဲ့အကြောင်းဒိတာခန်ဒီကဆိုကြပါတယ်။ငါနဲ့ရွယ်သမီးငယ်လေးကိုမွေစာမိဘတွေဖြစ်တဲ့တင်းစော်ဝင်းနဲ့ပူပူချစ်တို့ကယူနေဘူးနဲ့လောင်းတာလက်သီးနဲ့ထိုးတာဓာတ်နဲ့လှီးတာမိနဲ့တို့တာစတဲ့ပုံစံပေါင်းစုံနဲ့နှိပ်စက်တာတွေကျူးလွန်ခဲ့ကြတယ်လို့သိရပါတယ်။ဒါအပြင်မွေစာဖခင်ဖြစ်တဲ့တင်းစော်ဝင်းဟာငါနဲ့ရွယ်သမီးငယ်လေးကို ကြီးရွာရှိနေအိမ်မှာတစ်ကြိမ်တောဆက်မှာတစ်ကြိမ်စုစုပေါင်းနှစ်ကြိမ်ရက်ချားကအာဓမပြုကျင့်ခဲ့တယ်လို့သိရပါတယ်အဲ့ဒီလိုမဖူးပွင့်အေးအပေါ်နှိမ့်ဆက်တာတွေအာဓမပြုကျင့်တာတွေကျူးလွန်ခဲ့ကြတဲ့မွေးစားဖခင်ဖြစ်သူတရခန်တင်စောဝင်းကိုတောင်ငုခရိုင်တရားရုံးကဒီကနေ့ဂျွန်လ28ရက်နေ့မှာပုံမှန်3963အရာထောင်နှံတသက်လွေရမရှိကြကန်စီရန်အမိန့်ချမှတ်ခဲ့တယ်လို့ ပုံမှန်326သုံးအရာ ထောင်တန်220နဲ့ပုံမှန်325သုံးအရာထောင်တန်9နှစ်တို့ကိုကြာခံစီရန်အမိတ်ချမှတ်လိုက်တာဖြစ်တယ်လို့သိရပါတယ်။အဲဒီပြည်တန်တွေကိုတော့တီးကြားစီကြာခံစီရမယ်လို့လည်းတရားရုံးက အမိတ်ချမှတ်လိုက်တယ်လို့သိရပါတယ်။အလားတူပါပဲတရားခံတင်စော်ဝင်းတဲ့အတူကျန်ရမှာဖြစ်တဲ့ဇနီးဖြစ်သူပုပ်ပူချက်ကိုလည်း တောင်ဝန်ခရိုင်တရားရုံးကပုံမှန်326 3အရာထောင်တန်း220နဲ့ပုံမှန်325 3အရာထောင်တန်း9နှစ်ကိုလေတီးကြားစီပြစ်ဒဏ်ကြခံစီရန်အမိန့်ချမှတ်လိုက်တယ်လို့သိရပါတယ်။အခုလိုချမှတ်လိုက်တဲ့ပြစ်ဒဏ်တွေဟာဥပဒေမှာအမြင့်ဆုံးပြစ်ဒဏ်တွေဖြစ်လို့တမလွန်ဘဝကိုရောက်ရှိနေတဲ့တမိငယ်လေးမတ်ဖူးပွင့်အေးအနေနဲ့ကျင်းနေလိမ့်မယ်လို့မျှော်လင့်တဲ့အကြောင်း အဲ့ဒီမှုကိုလိုက်ပါကူညီပေးနေသူတဦးကဖွင့်ဟပြောဆိုထားပါတယ်။ငါးနှစ်ရွယ်သမီးငယ်လေးဖြစ်တဲ့မတ်ဖူးပွင့်ဟေးအေးဟာမွေးစားမိဘတွေကနှိမ့်ဆက်တဲ့ဒဏ်ရာတွေနဲ့ကျမ်းမာရေးအခြေအနေဆိုးရွားကတမလွန်ဘဝမှာ